အားလုံးပဲမင်္ဂလာပါခင်ဗျာကျုပ်ကိုရိုးရိုးပုံမှန်တန်းကြော်စားရတာညင်ငွေနေတဲ့သူတွေအတွက်ဒီနေ့ကတော့ထူးထူးဆန်းဆန်းလေးဖြစ်ပြီးတကယ့်ကိုမှစားကောင်းတဲ့ကျုပ်ထမင်းချက်ကြော်လေးကိုတင်ဆက်ပေးသွားမှာပါခင်ဗျာကျုပ်ထမင်းချက်ကြော်ဖို့လိုအပ်တဲ့အဓိကပအဝင်ပစ္စည်းလေးကတော့ ကြက်ဦးနဲ့ထမင်းနင်းငယ်ပဲဖြစ်ပါတယ်ခင်ဗျာပြီးရင်ပိုစားကောင်းသွားအောင်လို့ကျွန်တော်ကကြက်သွန်းနီမုံလာဦးနီငေးဦးဒီစိမ့်နဲ့ကြက်သွန်းမိတို့ကိုလည်းထည့်ပေးထားပါတယ်ခင်ဗျာပအဝင်ပစ္စည်းလေးတွေကိုအခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းအစင်သင့်ပြင်ဆင်ပေးထားလိုက်ပါမယ်ခင်ဗျာပြီးရင်တော့လိုအပ်တဲ့ရတာအတွက်ငေးကောင်းမှုအနေငယ်ထည့်ပါမယ်ခင်ဗျာ ပြီးရင်တော့ခဏလောက်မှုေးပေးပါမယ်ခင်ဗျနောက်ထပ်စာနေငယ်ထည့်ပါမယ်ခင်ဗျပြီးရင်ချုံမိုးနေငယ်လေးပါထည့်ပေးပါမယ်ခင်ဗျရတာအတွက်လိုအပ်တာလေးတွေထည့်ပေးပြီးရင်တော့ကျွန်တော်တို့စွမ်းနာကပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းလေးတွေအကုန်လုံးကိုပါတစ်ခါတည်းထည့်ပေးပြီးနှံ့အောင်တေချာလေးမှုေပေးထားလိုက်ပါမယ်ခင်ဗျာ။ အားလုံးစဉ်းစဉ်ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့အိုးတွေကိုစီးထည့်ပါမယ်ခင်ဗျာလိုအပ်တဲ့စီပူချင်ရရင်တော့စကြောပါမယ်ခင်ဗျာကြော်တဲ့အချိန်မှာ မီးလေးနဲ့ကြော်ပေးရပါမယ်ခင်ဗျာပြီးရင်ကြဲဥကြော်ရွယ်စားကိုလည်းမထူလုံးမပါလုံးဖြစ်စေတဲ့ပုံစံကွက်ကလေးနဲ့ချိန်ပြီးမှကြော်ပေးရပါမယ်ခင်ဗျာကျွန်တော်ကတော့ဟင်းကတ်တဲ့ဇွန်းနဲ့ချိန်ပြီးကြော်ပေးထားတာကအဆင်ပြေတာဖြစ်လို့မလို့ကျွန်တော်ဒါလေးနဲ့ပဲ ချိန်ပြီးမှကြိုးပြထားပါရခင်ဗျာကျွန်တော်ကတော့တစ်ချက်ချင်းစီကြိုးနေတာဖြစ်တဲ့အတွက်အချိန်လေးကတော့နည်းနည်းပေးရပါတယ်ခင်ဗျာစိတ်ရှိရှိနဲ့ဖြည်းဖြည်းချင်းကြိုးပေးဖို့တော့လိုပါတယ်ခင်ဗျာ ါမှကြုတ်ကြော်လေးကကြွကြွရော်ရလေးနဲ့တကယ်ကိုမှစားကောင်းမှဖြစ်ပါတယ်ခင်ဗျာဒီရင်လေးကထမင်းနဲ့ရောစားရင်လည်းအဆင်ပြေသလိုကျွန်တော်တို့အလွတ်စားရင်လည်းတကယ်ကိုမှစားကောင်းတဲ့ကြက်ဥထမင်းချက်ကြော်လေးဖြစ်ပါတယ်ခင်ဗျာ မိနစ်20နဲ့နိုင်ဝဲလောက်ပဲချိန်ပေးရတာဖြစ်လို့အချင်းကုန်လဲတက်တာစီပြီးစားရတာလဲကျွတ်ကျွတ်ရွရွလေးနဲ့တကယ်ကိုမှစားကုန်တာမလို့လိုက်ပြီးကြော်စားကြည့်ကြပါနော်ဟုတ်ကဲ့အခုဆိုရင်တော့ကျုပ်ထမင်းချက်ကျော်လေးတွေကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ။ ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ Cookie Station Channel လေးကိုလည်း Like and Subscribe မနှစ်ရသေးဘူးဆိုရင်နှိပ်ပေးခဲ့ဖို့အမြတ်တရခံတောင်းဆိုပါတယ်ခင်ဗျာမကြခင်မှာအရသာပြည့်စုံတဲ့ဟင်းကောင်းလေးတွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာကျေးဇူးပါ